မြန်မာမှာယတနာတူးဖို့ဖိတ်ခေါ်တာဟာရုရှားကိုစစ်ပွဲနဲ့ဆွဲသွင်းလိုက်ခြင်းလားဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တောင်တ DNL ထိန်းချုပ်ထားတဲ့နိုင်ငံအလေပိုင်းကမိုးကုံမျိုးကချင်တပ် KIA နဲ့ NUG တို့ထိန်းချုပ်ဖို့စူးစမ်းနေတဲ့နိုင်ငံမြောက်ပိုင်းကဖာကန်ခန်ဒီတနိုင်မိုးညင်းစာရင်မျိုးတွေမှာရုရှားတို့အတွက်ကြောင်မြန်နဲ့ဓာတ်သတ္တု2.0လောက်ကတွေချပီးမယ်လို့စစ်ကောင်စားပို့ချုံမှုကြီးမြောက်လိုင်းကမော်စကိုခီးစင်အတွင်းရုရှားဆိုရနဲ့စီးပွားရေးသမားတွေကိုကမ်းလှမ်းလိုက်ပါတယ် ပြီးခဲ့တဲ့မလ9ရက်နေ့ကမော်စကိုမှာကျင်းပတဲ့မြန်မာရုရှားစီးပွားရေးဖိုရမ်မှာရုရှားဘက်ကစစ်ကောင်စီကကမ်းလှမ်းမှုတွေကိုခြားပြခဲ့တယ်လို့အဲဒီပွဲကြောင့်တည်သူတအုပ်ကဆိုပါတယ်အဲဒီဆွေးနွေးပွဲကိုမော်စကိုကစစ်ကောင်စီတန်ရုံကုန်သည်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအတင်းကျုံ UNFCCI နဲ့မြန်မာ Airway International MEI တို့ကစစ်ကောင်စီဘက်ပူးပေါင်းခဲ့ကြပါတယ် UNFCCI ဆိုတာက2021အာနာသိမ်းပြီးချိန်ကလေးကစစ်ကောင်ဆောင်ကိုတစ်ဆာခံပါမယ်လို့ကတိပေးခဲ့သူစီးပွားရေးသမားတွေဦးဆောင်နေဖွဲ့စည်းဖြစ်ပါတယ် ဒါပေမဲ့အဲ့ဒီဒေသတွေကစစ်ကောင်စီရဲ့အာဏာသိမ်းရမှုလုံးဝမရှိတဲ့နေမျိုးတွေနဲ့တစိုက်တစ်ပိုင်းသာထိန်းချုပ်နိုင်တဲ့နေမျိုးတွေဖြစ်နေတဲ့အတွက်ရုရှားဘက်ကစိုးရိမ်မှုတွေရှိနေတာပေါ့စစ်ကောင်စီမင်းအောင်လိုင်ကတော့ရုရှားတို့ရဲ့စိုးရိမ်ပူပန်မှုကိုနှင်သင်ခဲ့ပြီးစီးပွားရေးလှုပ်ချင်ကိုင်ချင်စိတ်သာအရေးကြီးကြောင်းထွေးသိမ်းခဲ့ပါတယ်ဆလပီစစ်တွေအနီးတစ်ဝိုက်တိုက်ပွဲပြင်းထန်နေပြီးအေအေကမြို့ကိုရရှိသွားနိုင်တယ်လို့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ် ရခိုင်ပြည်နယ်စစ်တွေမျိုးနီးတဝိုင်းမှာအရခတ်တပ်တော်အင်းနဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲများပြင်းထန်နေပြီးစစ်တွေတပ်နေရှိတန်ရင်းများကျသွားပါကမြို့လေကျသွားနိုင်ကြောင်းစီရီတရင်ရှင်မြစ်တွေကသုံးသပ်ပြောဆိုပါတယ်အာရခတ်တပ်တော်အီထိုးစစ်စနီရဲ့ရှဲတန်ရင်စနစ်နဲ့အနီးတဝိုင်းကိုလက်နက်ကြီးတွေနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတိုက်ပွဲများပြင်းထန်နေတဲ့စစ်တွေမျိုးနဲ့ဝါဘူကြီးရွာနဲ့ကံကောကျွန်းတို့ကစစ်ရေးရရှိပါတဲ့နေမြေတွေဖြစ်တဲ့အတွက်အရာရီကြသွားပါကစစ်တွေမျိုးလည်းအေအေကရရှိသွားနိုင်ကြောင်း CDM ဗိုလ်ကြီးစင်ရောကသုံးသပ်ပါတယ် ရဲတပ်ရင်းစနစ်ကတော့မြို့ရဲအတွင်းအနီးအနားမှာရှိရပြည်နယ်အစိုးရရုံးမျက်နှာချင်းဆိုင်ဝန်ကျင်လောက်မှာရှိတယ်။ဒါဆိုရင်မြို့ရင်းကိုပါပေါတော့ကနေလက်နက်ကြီးနဲ့ပိုင်ပိုင်နိုင်နိုင်လှမ်းပစ်နိုင်တဲ့အနေထားလို့ပြောလို့ရမှာဖြစ်တယ်။စစ်တွေတပ်နေတဲ့ရဲတပ်ရင်းရဲရဲကိုတပ်ရင်းရဲရဲတပ်ကလည်းအခြေဆိုင်ရဲတပ်စခန်းပပလီပဲရှိတယ်။စစ်တွေမျိုးနဲ့နှမိုင်ကွာလောက်မှာပဲစစ်တွေတနေကစပြီးတော့ရှိတာစစ်တွေတနေကြပြီဆိုရင်တော့စစ်တွေမျိုးလေးကြမှာပေါ့ရဲတရင်ဆိုတာကဒါကစကြပြီဆိုအော်တိုကိုပဲအလံဖြူထောင်ပြီးလက်နဲ့ချမဲ့အနေထားပါလို့ပြောပါတယ် ဒါအပြင်အာရခတက်တော်အင်ကဖိုင်းယားပါဝါစစ်ဘက်ဆိုင်ရာယူနစ်လက်နက်စနစ်ရဲစွမ်းအင်ကပြစ်မှတ်ကိုထိရောက်စွာ ပြစ်ခတ်နိုင်တဲ့ပြစ်ခတ်မှုကိုပါအတံပြုပြီးတိုက်စစ်ဆင်လာနိုင်တာကြောင့်အင်အားလုံးရင်ဒူးနဲ့တိုက်မယ်ဆိုရင်စစ်တွေမျိုးမှာလင်းမြန်စွာကြာသွားနိုင်ကြောင်း၎င်းကသုံးသပ်ပါတယ်စစ်တွေမျိုးမှာလေးမိုင်ကွာမှာအနီးကပ်တိုက်ပွဲများအခုရက်ပိုင်းတွင်ပြင်းထန်လာပြီးမြို့အတွင်းရှိရဲတပ်ရင်းစနစ်နဲ့ပြည်내အစိုးရရုံးတွေကိုအေကလက်နက်ကြီးများနဲ့ပြစ်ခတ်နေခြင်းပြီးခဲ့တဲ့ရက်ပိုင်းကအေရဲထိုးစစ်အရှင်ကြောင့်အမြင့်ဆုံးနဲ့ပါတလေးရွှေမြင့်ကန်စင်ကန်မှာစစ်ကောင်စီတပ်ရင်းချုပ်မှာမြို့အနီးပြိုင်ဖြူကြီးရွာ ဆက်ရိုးကြတရားဘက်ကိုတက်ဆုံသွားကြောင်းဒီသရင်စည်ရေးတည်ရင်မြင့်တောင်းကဆိုပါတယ်စစ်ကောင်စီဘက်ကတက်ဆုံလာတဲ့ဒီဖြစ်လာတော့တိုင်းစစ်ရောခန်းစစ်အနိဋာရောယိုယွင်းနေပြီးစစ်ကောင်စီကအခုဆိုညာရင်းချင်းစစ်တမော်ရီနဲ့လက်နက်ခဲယံတွေကိုစိတ်ကန်းအာဏာပိုင်ကနေတည်တင်လာတယ်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားတွေတော်တော်များများထိရဲ့အင်ကြီးကလည်းစစ်တွေမှာလက်နက်ကြီးအထိုင်ချထားနိုင်ပြီးမြို့ရင်းအထိပါပြနေတော့စစ်တွေမြို့ကမကြခင်ရသွားနိုင်တယ်လို့၎င်းကပြောပါရယ် အာရခတက်တော်အင်ရဲ့ထိုးစင်မှာလဲဝါဘူကြီးရွာထီရောက်လာပြီးလက်တလောတိုက်ပွဲများပြင်းထန်နေရင်ကန်းကော်ကျုံကစစ်တွေတနေမှာအဓိကကြပြီးအဆိုပါကျုံကိုအေးအေးရသွားပါကစစ်တွေတနေရှိတရင်များထွက်ပြေးရမယ့်အနေအထားဖြစ်နေပြီးမကြခင်ကတက်ဆုပ်သွားတယ်။ပါဒလိပါရမီရင်းစုနေမည်နဲ့ဆက်သွဲထားတဲ့နိုင်ကန်တတာနဲ့ကြောက်တန်းတတာတို့ကိုဖျက်တောက်ထိန်ချုပ်ထားနိုင်မှာကပါဒလိကိုသိမ့်ပိုင်နိုင်ပြီးသားဖြစ်ကြောင်းစီရီယံဘူကြီးစင်ရောကယူဆပါရတယ်။ စစ်တွေမျိုးမှာဒေတာကုတ်ကဲမှုစစ်ဌာနချုပ်ဒါကစာခလာရ20ခလာရ290ခလာရ230ခမာရ344ခမာရ354အမတ်စနစ်နဲ့အမတ်36ရဲတရင်စားတဲ့တရင်တပ်ဖွဲ့10ခုထပ်မင်းရှိပါတယ်လက်တလုံးအချီနီယာစင်မြေပြမအထီနာနေရဲ့စစ်ကောင်စီကလက်နက်ခဲယံဖြည့်တင်းမှုကိုဘလူးမတတာလမ်းကြောင်းကတဆင်းအဓိကဖြည့်တင်းပြီးရေချမ်းမြေစိတ်ကံကနေနဲ့ဖြည့်တင်းမှုရရှိကြောင်းစီရေးတရင်အရင်မြစ်တွေ့စီရသိရပါတယ်။ လက်ရှိရခိုင်ပြည်နယ်မှာစစ်တွေမျိုးနဲ့ပုံနယ်ကျုံမျိုးနဲ့အစပ်ဝါဘိုးရဲယူပြင်းအောင်မြေကုန်းမီးလောင်ကျေးရွာများမှာတိုက်ပွဲများဖြစ်ပွားနေပြီးတောက်ဖြူမျိုးနဲ့ဒညရီရေတပ်ဌာနချုပ်နီးရှိကျေးရွာများမှာတိုက်ပွဲများပြင်းထန်လျက်ရှိပါတယ်။ဇလက်ပြီးစင်ကူလက်ပံလာရွာကိုစစ်တပ်ကလင်းရင်နဲ့ဘုံကျဲတိုက်ခိုက်မှုကလင်းငယ်ချောက်ပါဝင်တိစုံသူပြည်သူ29ဦးထိရှိလာတဲ့ကြောင်းပြန်ဆက်ပေးပါမယ်။ မန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလာရွာကိုအကြံဖတ်စစ်တပ်ကလီရင်နဲ့ပုံကျဲတိုက်ခိုက်မှုကလီငယ်ချောက်ပါဝင်တေဆုံးသူပြည်သူ29ဦးထိရှိကြောင်းမန္တလေးပြည်သူ့ကာကွယ်တမတော်ကပြောပါရယ်မလ14ရက်နေ့နေ့လယ်3နာရီဝန်းကျင်ခန့်မှာအကြံဖတ်စစ်တပ်ကစင်ကူးမြို့နယ်လက်ပံလာကြီးရွာရှိလူစီကားရဆေးဆိုင်တန်းကိုလီရင်နဲ့အကြောင်းမဲ့ပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးကလီငယ်ချောက်ပါဝင်တေဆုံးသူပြည်သူ29ဦးထိရှိပြီဖြစ်ကြောင်းဒါအပြင်ထိခိုက်ဒဏ်ရာရရှိသူ30ဝန်းကျင်ခန့်လည်းရှိကြောင်းသိရပါရယ် ကျွန်တော်တို့အခုချိန်ဒီစီစဉ်နေစေဖြစ်လို့တေဆုံစီရင်အတီကြကိုအတီမပြုံနိုင်သေးဘူးတန်ရာရရှိတဲ့သူတွေထဲမှာလည်းစိုးရင်ရတဲ့သူတွေပါဝင်နေလို့ဒေသတွင်တရင်အရှင်မြစ်ကပြောပါတယ်အဆိုပါထိခိုက်တံရရရှိသူတွေထဲမှာအသက်အန္တရာယ်ဆိုရင်ရပြီးပြင်းထန်တံရရရှိသူများလည်းပါဝင်နာကြောင်းတည်ဆုံးမှုစဉ်ရင်အရေးအတွက်ပုံမှုများပြားလာနိုင်ကြောင်းဒေသတွင်တရင်ချင်းမြစ်တွေကပြောပါရယ်အကြံဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းစည်းဆိုင်များလည်းပြိုကျပျက်စီးခဲ့ပြီးမိလောင်ပျက်စီးမှုတွေလည်းရှိကြောင်းသိရပါရယ် ဆက်လက်ပြီး AACOC ချုပ်ဘူချုပ်ထွန်းမြတ်နိုင်ပြောဆိုရဲရခိုင်စည်ရှိမှန်ချက်သမတ်ကာလထက်စောပြီးပြည်ဝနေရလူဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အရခတ်တော်ဤတမူကျောဘူကျောထွန်းမြတ်နိုင်ပြောဆိုခဲ့တဲ့ရခိုင်ပြည်ရဲ့စည်ရေးရှိမှန်ချက်ကတမတ်ကာလထက်စောပြီးပြေဝနေတာကိုတွေ့ရတယ်လို့စည်ရေးနီလာဆောင်ကြည့်သူတွေကပြောပါတယ်။တမူကျောဘူကျောထွန်းမြတ်နိုင်က2024ခုနှစ်ဇွန်လကနေ2025ခုနှစ်ဇူလအတွင်း စီအရာ80ရာခိုင်နှုန်းအထက်မျောမှန်းချက်ပြေဝါရမယ်လို့မိုခါမုံတိုင်းလွန်2023ခုနှစ်ဇွန်လ16ရက်တက်တွင်းမင်ကုန်တခုမှထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်ဘောကျုပ်ထွန်မြန်နိုင်က2024 6လပိုင်းကနေ2025 6လပိုင်းငါကတော့ဒီနှစ်နဲ့မင်းတို့တွေလုံးဝအကျိုးစားရမယ်ဒီနှစ်နဲ့မှာငါတို့ဟာငါတို့အားလုံးမျှော်မှန်းထားတဲ့အမြင့်ဆုံးစင်ကိုမရောက်သေးရင်တောင်စည်ရီအရာငါတို့မျှော်မှန်းချက်က80ရာခိုင်နှုန်းထက်အဆင်ပြေရင်100မှ109သွင်းလိုက်မှာပေါ့လို့တက်တွင်းမင်ကမှပြောဆိုခဲ့တာပါ လက်ရှိအေအန်အီနဲ့တမူးကျောင်းဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောဆိုခဲ့တဲ့အတိုင်း2025ခုနှစ်ဇွန်လမရောက်ခင်ကလေးကစည်ရီမှန်ချက်80ရာခိုင်နှုန်းထက်အောင်မြင်နေတာကိုတွေ့ရတယ်လို့စည်ရီလီလာဆောင်ချီသူတွေကပြောပါတယ်။အေအန်အီရဲ့ပူပေါင်းတော်လိုင်းတပ်ဖွဲ့ဝင်တယောက်ကပြည်နယ် တီးသန့်အတွက်ကတော့85ရာခိုင်နှုန်းထိပြေဝနေပြီလို့ပြောလို့ရတယ်တမူးချုပ်ပြောစကားကပြည်နယ်လူထုကိုပေးတဲ့ကတိပါပဲကတိအတိုင်းလဲတမူးချုပ်ရဲ့ဦးဆောင်ညွန်ကြားမှုအောက်ကအစဉ်စင်တာဝန်ရှိတက်တော်သားအလုံးရဲ့လှုပ်ဆောင်နိုင်စွမ်းကိုလည်းအပြေဝရှုံပါတယ်လို့ပြောပါရယ်လက်ရှိမှာအေကချင်းပြည်နယ်ပလဝနဲ့ရခိုင်မြို့နယ်စလေးမြို့ကိုသိမ်းပိုက်ထားပြီးဖြစ်ပါတယ်ရခိုင်နဲ့ထိစပ်နေတဲ့ပဲခူးတိုင်းမကွေးတိုင်းနဲ့အေရီတိုင်းတို့မှာလည်းတော်လိုင်းပူပေါင်းတပ်တွေကိုအဓိကဦးဆောင်ပြီးစစ်ကောင်စီတပ်တွေကိုတိုက်ခိုက်သိမ်းပိုက်မှုတွေရှိနေပါတယ် CDM ဗိုလ်ကြီးစင်ရောကလည်းရခိုင်မှာအရခပြည်မှာကြောက်ဖြူစစ်တွေမှန်အောင်ဒါပဲကြံတော့တယ်အခု2025ဇွန်လမရောက်ခင်မှာပဲကြောက်ဖြူနေစစ်တွေတွေကိုတိုက်ပွဲဖော်လာတာတွေ့နေတယ် တမူးကျုပ်ဘုဇုတ်ထုံးမြနိုင်ပြောတဲ့အတိုင်း80ရာခိုင်နှုန်းထက်ကိုရောက်နေပါပြီ။နောက်ပြီးကျွန်တော်တို့မျှော်လင့်မထားတဲ့ပဲခူးမကွေးအေရဝတီမြဝကျုံပေါ်ဒေသတွေမှာပါထိုးစစ်ဆင်လာနိုင်ပြီလို့တုံသက်ပြောဆိုရမှာပါ။အေအေစီဦးစီးကျုပ်ဘုဇုတ်ထုံးမြနိုင်ကပင်ကိုဗီဇာအရအပြောသမားမဟုတ်ပဲအလုံးနဲ့တက်တည်ပြသူဖြစ်လို့ဘုဇုတ်ပြောတဲ့အတိုင်းလက်တွေမှာအမှန်တကယ်ဖြစ်လာနေရလို့ရခိုင်က ပရဟိတသမားစာရေးစရာဝင်းဟင်အောင်ကပြောပါတယ်။ အဲ့ဒီဗိုလ်ချုပ်ပြောတဲ့ဗီဒီယိုဖိုင်ကလည်းတပ်ဖွဲ့ဝင်တွေကိုတီးတန့်ကတိပေးတာဖြစ်ပြီးတက်ထဲကပေါက်လာတာဖြစ်တဲ့အတွက်ကြိုတင်ပြီးပြောသလိုဖြစ်သွားတာအခုလက်ရှိထဲမှာလည်းဗိုလ်ချုပ်ပြောခဲ့တဲ့အတိုင်းပဲတကယ်လေးဖြစ်လာတယ်ပြောရမယ်ဆိုရင်လုံးဝတရားမှာတရားရဂန်နှုံးလောက်မှန်တယ်လို့ပြောလို့ရတယ်လို့ပြောပါတယ်။လက်ရှိအရခဒေတာရင်းအေအေသိမ့်ပိုက်ဖို့စစ်တွေကြပြမှန်းအောင်သုံးမျိုးနဲ့သားကြန့်ရှိပြီးကြံသိမ့်ပိုက်မျိုးနယ်ဒီမှာအရခပြည်သူတော်လိုင်းအစိုးရကအုပ်ချုပ်ရေးဒေတာဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလုံဆောင်လျက်ရှိကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။